လုံးနဲ့မလုံးနဲ့မလုံးတော့ဘူးမလုံးမလုံးအောင်နော်မလုံးအောင်မလုံးအောင်မလုံးအောင်ဘူးဥပဒေရှိပါလေဗျာခင်ဗျားတို့မလုံးကြပါနဲ့လူကြီးဟိုရဲဘော်လေးနဲ့မဆိုင်ဘူးခေါင်းဆောင်ခေါင်းဆောင်ခေါင်းဆောင်နဲ့ခေါင်းဆောင်နဲ့ပဲစကားပြောရမှာပါ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပလဲမျိုးနယ်က NUG လက်အောက်ခံ PDF တရင်တစ်ခုမှရဲဘော်နှစ်ယောက်ကဒေတာခန့်ကြေးရွာတွေအပေါ်ခိုးဆိုးလူရဲဓာမြတိုက်တိလို့ရဲလောဝလက်ခံကြောင်းဒေတာခန့်ကြေးရွာသူကြေးရွာသားတွေကိုဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ပါတယ်ဒီကောင်တွေလောက်လားမင်းကဘာလို့လောက်လားဘာမှမမြင်ရနိုင်ငံရေးလုပ်နေတဲ့လူချင်းချင်းဟာမရရမဒီလူအနိုင်ကျင့်နေတဲ့ကောင်တွေမြေခေါ်တော့မြေခေါ်တော့ 进去搞呢。快点快点哇！有的打有，没打没有，有的打哇，我这里没有。嘿，好，你开动作了，就搞开，开动作了。开动作，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 他妈留的有用的。开动作，开动作，开动作，他妈来刮开。

能啊，我操！你给我，你给我，你给我！你给我骂啊！人家才比你大，你他妈的土老嘎灰！我他妈的玩你！能啊，我操！能啊，我操！好嘞，好嘞，好嘞！啊，猪猪的！别他妈挨我，别他妈挨我！别他妈你妈！小妹，我你么

အကျအဖို့ကူလာအဖို့လာအောက်ကုတ်အောက်ကုတ်ဟိုဝါဦးစစ်တပ်၏အတူရောင်ရွေးကောက်ပွဲတွင်ရှင်းပြိုင်သူများချင်းချောက်မဲပေးခိုင်းသူများပါဝင်ပတ်သက်သူများကိုပိုင်ဆိုင်မှုများချိတ်ပိတ်မိအပြင်အ ਨੇ ဆုံးထောင်ဒဏ်တစ်နှစ်မှထောင်ဒဏ်၅နှစ်အထိချမှတ်မိလုံထုံးလုံနီများချင်းပြီကောင်စီကပြဋ္ဌာန်း အကျန်းဖက်စစ်တပ်ကပြုလုပ်မဲ့အတူအယောင်ရွေးကောက်ပွဲမှာရှင်ပြိုင်မဲ့သူတွေချင်းချောက်မဲ့ပေးခိုင်းသူတွေရွေးကောက်ပွဲမှာပါဝင်ပတ်သက်မဲ့သူတွေကိုပိုင်ဆိုင်မှုတွေကိုပြည်သူပိုင်ဖြစ်ချိတ်ပိတ်သိမ်းဆည်းမဲ့အပြင်ထောင်ဒဏ်အနည်းဆုံး၃နှစ်ကနေထောင်ဒဏ်၅နှစ်အထိချမှတ်နိုင်တဲ့လုံထုံးလုံနည်းတွေကိုချင်းပြည်ကောင်စီကပြဋ္ဌာန်းလိုက်ပါတယ်။ စစ်ကော်မရှင်ရဲ့အတူအယောင်ရွေးကောက်ပွဲကိုစန့်ကျင်တာစီးဖို့နဲ့ပြည်သူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာလုံထုံးလုံနီးကိုချင်းပြည်ကောင်စီကမနေ့ကထုတ်ပြန်ထားလိုက်ပြီးအဲ့ဒီလုံထုံးလုံနီးတဲ့တာမြင့်ချက်တွေအပါအဝင်အပိုင်း6ခုပါဝင်ပါတယ်ဒီတာမြင့်ချက်နဲ့လုံထုံးလုံနီးတွေကိုချင်းပြည်အစိုးရဖြစ်တဲ့ချင်းပြည်ကောင်စီကချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ2023လုံပိုင်ခွင့်အရအမိန့်ကြေညာချက်ထုတ်ပြန်လာပါချင်းပြည်ကောင်စီကထုတ်ပြန်ခဲ့တဲ့လုံထုံးလုံနီးဟာ ဥပဒေကဲ့သို့တည်တဲ့လုံထုံးလုံးနည်းဖြစ်ကာချင်းပြည်နယ်ပြင်ပမှာရှိနေတဲ့ချင်းလူလူရဲ့ဒီမိုကရေစီခွင့်ရင်းနဲ့လွတ်လပ်မှုကိုကာကွယ်ဖို့ရည်ရွယ်တယ်လို့သိရပါတယ်စစ်တပ်ရဲ့အတုအယောင်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တာနဲ့ပူးပေါင်းပါဝင်သူတွေကိုအရေးယူဖို့အပါအဝင်လုပ်ငန်းဆောင်ရွက်ရာမှာအရက်သားတွေမထိခိုက်စေဖို့နဲ့အရေးယူခံရသူတွေကိုလုံထုံးလုံးနည်းအတိုင်းကင်တွယ်ဆောင်ရွက်ရမှာဖြစ်ကြောင်းဒါအပြင်ချင်းပြည်တဲ့အတုအယောင်ရွေးကောက်ပွဲပါဝင်ရှင်ပြိုင်တာ ပါတီရုံးခန်းဖွင့်လာမလုပ်ဖို့အပြင်လူမှုကွန်ရက်အပါအဝင်မဲဆွယ်စည်းရုံးလာနဲ့အရက်သားတွေကိုဆန္ဒမဲပေးဖို့ချင်းချောက်တာတွေမပြုလုပ်ဖို့တားမြစ်ထားကြောင်းသိရပါတယ်